ဒီနေ့ အလုံးသောတရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့အားလူသားနဲ့ကောင်းခြင်းလေးပြပြည့်စုံပါစေဆိုတဲ့ကောင်းစဉ်လေးနဲ့ဟောပြောပြတ်တင် जा ပေးမှာဖြစ်ပါတယ်လူသားဘဝဆိုတာအလုံးပြည့်ပြည့်စုံသူရဲ့လို့မရှိသလောက်ကို ရှားပါတယ်ပြည့်စုံလို့ ပြည့်စုံလို့နဲ့ကြိုးစားရှာဖွေရင်တဘဝတခန္ဓာ အဆုံးသတ်သွားကြရတာပါလူသားတွေကဘာတွေပြည့်စုံလာအောင်ကြိုးစားရုန်းကန်နေတာလဲဆိုရင်ကောင်းញင်းလေးပြပြည့်စုံလာစေဖို့ပါကောင်းញင်းလေးပြဆိုတာနံပါတ်1အသက်ရှည်ခြင်းနံပါတ်2အစင်လဘခြင်းနံပါတ်3ကိုယ်စိတ်နှဖျားချမ်းသာခြင်းနံပါတ်၄ကိုအာညာအာကောင်းခြင်းတို့ဖြစ်ပါတယ် ဒီလေးမျိုးဟာလောကလူသားတွေအတွက်အရေးအပါဆုံးပါပဲဒီလေးမျိုးပြည့်စုံနေရင်အဖက်ဖက်ကပြည့်စုံတဲ့ဘဝပါပဲအသက်ကလည်းရှည်မယ်အစင်းကလည်းလှမယ်ကိုယ်စိတ်နှစ်ဖြာလည်းချမ်းသာမယ်ကိုယ်အညာအားနှစ်ပါးလုံးကလည်းပြည့်စုံမယ်ဆိုရင်အလုံးပြည့်စုံတော့တာပါပဲဒီလေးမျိုးပြည့်စုံဖို့ လောကီပညာဘက်ကအထောက်အကူပြုတာတွေရှိတယ်လို့လောကုတ္တရာဘာသာရေးအဆုံးအမဘက်ကလည်းအထောက်အကူပြုနိုင်အောင်လမ်းညွှန်ပေးတာတွေအများကြီးပါဘာသာရေးအဆုံးအမဘက်ကနေဒီ၄မျိုးလုံးကို ရရှိစေနိုင်တဲ့ဤလံကောင်းကိုဓမ္မပရအာယုဝဒနာကုမာရဝတ္ထုမှာလိလနိုင်ပါတယ်အဲ့ဒီဝတ္ထုမှာဖယားရှင်ကဤလံပေးထားတာကတော့ ရှစ်ခိုးပူဇော်ခြင်းပါပဲရှစ်ခိုးတဲ့အခါမှာတော့ဗုဒ္ဓဘာသာမှာလမ်းညွှန်ထားတဲ့အတိုင်းခြေလက်နှစ်ဖူးတရောင်တူငါးဦးညီညွတ်စေနဲ့အညီညီညွတ်ဖို့ပါအဲ့ဒီလိုစနစ်တကျရှစ်ခိုးတော့ကြည်ရမြင်ရတာကြည်နူးဖို့ကောင်းတယ်လို့အကျိုးပေးတဲ့အခါမှာလဲစနစ်တကျလှုပ်ထားတော့စနစ်တကျအကျိုးပေးတာပေါ့ ပူဇော်ခြင်းဆိုတာကတော့ကောင်းမွန်စွာ ပြုစုခြင်းအလေးအမြတ်ပြုခြင်းမျက်နှူးခြင်းရှစ်ခိုးခြင်းဆိုတဲ့လေးမျိုးတို့ကို ပူဇော်ခြင်းလို့ပြောတာပါကိုယ့်တက်ကြီးသူတို့ကို ရှစ်ခိုးပူဇော်ခြင်းဆိုရမှာကြီးခြင်းလေးမျိုးရှိပါတယ်ဘာတွေလဲဆိုရင်နံပါတ်1ဇာတိဝုဒ္ဓအမျိုးဆက်ကြီးမြင့်သူနံပါတ်2 ဝရဗုဒ္ဓအသက်အရွယ်ကြည်သူနံပါတ်3ကုဏဗုဒ္ဓဂုံသိက္ခာကြည်မြတ်သူနံပါတ်4ပညာဗုဒ္ဓပညာကြည်မြတ်သူတို့ဖြစ်ပါတယ်ဒီ၄မျိုးထဲမှာဒီနေရာမှာတော့ကုဏဗုဒ္ဓတိလစတဲ့ဂုံများ ਨੇ ပြည့်စုံတဲ့သူကို ပြောတာပါဘယ်သူတွေကိုဘယ်သူတွေကရှ िख ိုးပူဇော်ရမလဲဆိုရင်တော့ လူသားဖြစ်သူများကဒီနေ့မှ ကိုရင်ဝတ်ထားတဲ့တာမဏေလေးမှစပြီးကိုရင်ဝတ်ထားတာကြာပြီဖြစ်တဲ့တာမဏေလေးများယဟန်တော်များကို့တသီလစတဲ့ဂုံကြီးသူများဗာကြီးဗာတွေဥကြီးဥလေးဒေါ်ကြီးဒေါ်လေးစတဲ့အသက်အရွယ်ကြီးသူများသီလစတဲ့ဂုံမရှိသူတို့အားရှ िख ိုးတော်လေအကျိုးမရုပ်ပါဘူးသို့သော အယူအသည်ပြုခံရမယ်ကြီးသူများကတီလစတဲ့ဂုံရှိမှအယူအသည်ပြုသူငယ်ရွယ်သူများကယုတ်သည်လေးစားမှု ပြုလိုကြပြီးပူ၍အကျိုးရမည်ဖြစ်ရကအယူအသည်ခံတိုက်တဲ့တီလစတဲ့ဂုံများကြီးမားအောင်ကြိုးစားသင့်တယ်လို့ဓမ္မပဒဘာသာတိကမှာပြဆိုထားပါတယ်။တာမဏေများကတော့ မိမိတက်စောပြီးတာမဏေအဖြစ်သို့ရောက်တဲ့သိခါဝါကြီးတဲ့တာမဏေများနဲ့ရဟန်းတော်များကိုအယိုးအသိပြုကြရမှာဖြစ်ပါတယ်။ရဟန်းတော်များအနေနဲ့ကတော့မိမိတက်စောပြီးရဟန်းအဖြစ်သို့ရောက်တဲ့သိခါဝါကြီးတဲ့ရဟန်းတော်များကိုအယိုးအသိပြုကြရမှာဖြစ်ပါတယ်။ဒီနေရာမှာရဟန်းတော်များက ရှင်မခိုးတဲ့သူများကိုလည်းတည်တည်ပါတယ်။ ယံကရှင်မခိုးတဲ့သူဆယ်ဦးကိုဝိမတိဝိနောဒနီတီဃာမှာပြတ်ဆိုထားပါတယ်အဲ့ဒီဆယ်ဦးထဲမှာထင်ရှားတာတွေကိုပြောပြရမယ်ဆိုရင်ကိုတဲ့ငယ်တဲ့ယဟန်လူတာမဏေအယူအမြင်မတူတဲ့အရမဝါဒီပုဂ္ဂိုလ်မိခင်အပါဝင်အမျိုးသမီးများနှပုံပန်းတို့ယောက်ျားအင်္ကာမိမအင်္ကာ ထင်ရှားမရှိသူစတာတွေဖြစ်ပါတယ်။အာယုဝဒနာကုမာရဝတ္ထုမှာအာယုဝဒနာဆိုတဲ့လူငယ်ဟာအသက်အရွယ်ငယ်စဉ်မှာခုနှစ်ရက်အတွင်းအသက်သေးဆုံးမဲ့အန္တရာယ်နဲ့ကြုံရပါတယ်။မိဘများကဖယားရှင်တန်သွားရောက်ရှောက်ထားရာဖယားရှင်ကရဟန်းတော်၈ပါးဓမ္မမုတ်၁၆ပါးတို့ကို ပင့်ဆောင်ပြီးအိမ်မှာမန်းတပ်ထိုးကာကရင်ကို အလဲမာထားပြီး ရန်တော်များကဘေးပတ်ပတ်လည်မှာခြံရံကခொနည်းလုံးလုံးနေရောညပါပရိတ်ရွတ်ဖတ်စေပြီးရှေ့ရမြောက်တဲ့နေ့မှာဖျားရှင်ကိုတော်တိုင်ကြွရောက်ချီးမြှင့်ပေးခဲ့ပါတယ်ကလေးငယ်အားဖျားရှင်နဲ့တန်ဃာတော်များကိုရှ िख ိုးခိုင်းကအသက်အန္တရာယ်မှ ကင်းလွတ်စေခဲ့ပါတယ်ကလေးငယ်ဟာအသက်ဘလောက်ရှည်မာလဲဖျားလို့မေးတဲ့အခါ အသက်120ရှိလိမ့်မယ်လို့ဘုရားရှင်ကမိန့်တော်မူပါတယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ဟာကိုယ့်တဲ့အသက်သိခါသီလစတဲ့ဂုဏ်နဲ့ပြည့်စုံသူများကိုရှိခိုးခြင်းပူဇော်ခြင်းတို့ဖြင့်ကုသိုလ်များရယူခြင်းဟာ ကောင်းခြင်းလေးပြားနဲ့ပြည့်စုံတဲ့သူတွေဖြစ်နိုင်တယ်လို့နားလေသဘောပေါက်ကြဖို့ပါပဲမိတ်ဆွေတို့ဒီတရားလေး နာကြပြီးကကြင်ကြီးသူတို့ကိုအယူအသေးပြုလေရှိပါသလားခခွေရှစ်ခိုးပူဇော်တယ်ဆိုတာဘယ်လိုပြုလုပ်တာပါလဲကငယ်ကြီးသူတို့ကိုအယူအသေးပြုရင်ဘယ်လိုအကျိုးတွေရရှိပါသလဲဖြည့်ကြားကကောင်းခြင်းလေးပြာနဲ့ပြည့်စုံတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ